ကစားသမားတထောင်ကျော်ပါဝင်နေတဲ့လုပ်ပွဲပြဿနာကိုတူရကီအစိုးရကိုယ်တိုင်ကင်တွဲမယ် ကစားသမားတစ်ထောင်ကျော်အထိပါဝင်နေတဲ့လုပ်ပွဲပြည်နာကိုတူရကီအစိုးရကိုယ်တိုင်ကင်တွယ်ဖို့ဆုံးဖြတ်လိုက်ပါပြီ။ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းတူရကီဘောလုံးလောကမှာလုပ်ပွဲဖန်တီးခဲ့တယ်လို့တန်တရားရှိတဲ့ဖြစ်စဉ်တွေကိုစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ပြီးတဲ့နောက်မှာတော့ကစားသမားတစ်ထောင်ကျော်နဲ့ဒိုင်149ခုအထိပါဝင်ပွဲရှိတယ်လို့တွေ့ရှိခဲ့တာပါ။လုတ်ပွဲဖန်တီးခဲ့တယ်လို့တန်တရာရှိခံရသူတွေထဲမှာတူရကီအစ်စ်မြင့်တန်းကလပ်တွေဖြစ်တဲ့ဂါလာတာစာရီ၊ဘက်စီတက်နဲ့ထရက်ဆွန်စပေါ်တို့လိုတူရကီထိပ်သီးကလပ်တွေမှာကစားနေတဲ့ကစားသမားတွေ တွေနဲ့အတင်းတာဝန်ရှိသူတွေပါပါဝင်နေတာပါဒါအပြင်သူရကီပထမတန်းဒုတိယတန်းနဲ့တတိယတန်းပွဲစဉ်တွေမှာပါလုပ်ပွဲဖန်တီးခဲ့တယ်လို့သတ်မှတ်နိုင်တဲ့အရာတွေထပ်မံတွေ့ရှိခဲ့တာဖြစ်ပြီးပါဝင်သူဥယေကထောင်ထဲချပြီးရှိလာတာဖြစ်ပါတယ်လုပ်ပွဲဖန်တီးတယ်လို့တန်တရားရှိတဲ့ကစားသမားတွေကိုပွဲကစားခွင့်ဆိုင်းငံ့ထားတယ်လို့ဒိုင်းတွေကိုလည်းပွဲကင်တွေခွင့်ပိတ်ပင်ခဲ့ပြီးဖြစ်ပါတယ် တူရကီတပ်မတော်တေရစ်အာဒိုဂန်ကကမ္ဘာသမိုင်းမှာအကြီးမားဆုံးလုပ်ပွဲပြဿနာဖြစ်လာနိုင်တဲ့ဒီဖြစ်စဉ်ဟာတူရကီနိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့စီးပွားရေးကိုပါထိခိုက်လာနိုင်တာကြောင့်အစိုးရဘက်ကပြက်ပြက်သားသားကြိုက်တွယ်မယ်လို့ပြောကြားခဲ့ပါတယ်။